ထမင်းနေလမ်းမီးဆက်တဲ့ဟာမှာတော့ဟိုအကုံလုံးရှိသမျှအမျိုးသမီးဝန်ထမ်းတွေအကုံလုံးထမင်းနေလမ်းမီးဆက်တာအစ်တော့အဲ့ထဲမှာမင်းကလေး၃ယောက်ပဲရာသီလာနေရတဲ့ရာသီလာနေရဲ့မင်းကလေး၃ယောက်ကိုနင်တို့ဝင်ခံစမ်းဝင်ခံစမ်းဝင်ခံစမ်းဆိုဝင်ခံခိုင်းနေတဲ့အချိန်မှာယုံဆင်းသွားတော့နောက်ရမှထက်စစ်မယ်ဆိုပြီးယုံဆင်းပေးလိုက်တယ်တဲ့ယုံဆင်းပေးလိုက်ပြီးတော့တကယ်တမ်းပြစ်တဲ့ညီမလေးအမေမင်္ဂလာပါခင်ဗျာမျိုးလေးအားလုံးချမ်းသာတို့ဖတ်ဖြတ်ပြန်နေပြည်စုံနေပါသည်ဖြစ်တော့ဖြစ်တော့ပြပါတယ်ခင်ဗျာရှင်နေကျွန်တော်ကြည့်ရှုတော့မယ့်ဗီဒီယိုလေးကတော့ဒါဆက်ကြမင်းစိတ်တိုက်ဒါစိတ်တိုက်ကပါနော် ကျွန်တော်တို့အဲ့မှာရှိတဲ့ဝန်ထမ်းတွေကိုကျွန်တော်တို့အမျိုးသမီးတွေကိုကျွန်တော်တို့ဗျာဟိုမယိုသိစကားပေါ့နော်ကျွန်တော်တို့အောက်ခံဘောင်းကြီးမှာအောက်ခံမှာလှန်ပြီးတော့ကျွန်တော်တို့ဒါဓမ္မတာလာမလားဆိုတော့စစ်ပြီးဝါရင်ကျွန်တော်ဒီဓမ္မတာလာတဲ့ဟာတွေကျွန်တော်တို့အမှိုက်ပုံဆိုလားအမှိုက်ပုံသိတာမရှိဘူးနော်ကိုအင်းကိုပြန်ယူသွားခိုင်းတယ်ပေါ့နော်တော်တော်လေးဟိုမှာနောက်တော့ဗျာဟိုဒီအောက်ခံဝတ်ထားတဲ့ဟာကိုပါလှန်ပြီးတော့ကျွန်တော်တို့စစ်တယ်ဆိုတဲ့ရ တော်တော်လေးမှဒါရုပ်ပေါက်လုံးတယ်ပေါ့နော်ဒါကိုဒါဒီကြောင်းဒါဒါအကြောင်းဆုံးပြောထားပြီးတယ်ဒါညီမလေးဒါပြောထားတဲ့ဗီဒီယိုလေးပေါ့နော်ကျောင်းသူနားဆင်ကြည့်ရအောင်မျိုးတွေ post matter လာခဲ့မှာအမကိုမင်းညဒီနေ့မနက်အစောပိုင်းပေါ့နော်ညအစောပိုင်းကအမကိုညီမလေးတယောက်ကလာပို့ထားအဲ့မှာအလုံးလုံးနဲ့ညီမလေးပဲထင်တယ်လာပို့ထားတဲ့ဟာကိုအမအသေးချာမသိတော့ share လိုက်တော့မှအခု Facebook မှာဒီ post တက်နေတာတွေ့ရပေါ့နော်တွေ့တော့ဘာဖြစ်တာလဲဆိုတော့အဲ့ဒီဈေးကဘာဝင်းထဲမှာရှိရဲ့စัจ Java မင်းတိုင်းစီးထုတ်လုပ်ရေးက တို့ဝန်ထမ်းတွေ maturation တွေပါလေလာပြီးရင်ဖလုတ်ပစ်ဖို့အတွက်ကိုလုံးဝအမိုက်ပုံးတွေပါလေမထားပေးထားဘူးပက်ကိုဆိုတော့အိမ်သားရဲမှာပက်တွေပါလေလဲပြီးရင်လုံးလုံးတဲ့ညီမလေးတွေကပက်ကိုအထုတ်လိုက်ပြန်ထုတ်ပြီးအိမ်ပြန်တယ်ဝါရတဲ့အဲ့ဟာကြီးကအတိတ်ပဲမှမရှိရကွာဒီလားဆိုတော့ maturation လာရဲဆိုတာဒါယွန်ရှာတဲ့အရာလည်းမဟုတ်ဘူးဒါမကောင်းတဲ့အရာလည်းမဟုတ်ဘူးပါဒီလားအဲ့ဟာကိုတို့ဘာလို့ပို့အဲ့လောက်အတွေးခေါ်နေပါလဲလဲမသိဘူး ဒါမဲ့ထားပါတော့အမိုက်ပုံးထားပြီးအိမ်ပြန်တယ်ွားရဲအဲ့ဒါအောင်အသက်ဝင်နေညီမလေးတယောက်က menstruation လာတော့သူဘယ်မှာပြစ်ရမှန်းမသိဘူးသူမိုက်ပုံးနဲ့ပြစ်ခဲမိရဲ့ပေါ့ပြစ်ခဲမိလိုက်တဲ့ဟာကိုအမိုက်ထဲမှာလည်းတွေ့ရောဘသူပြစ်တာလဲ menstruation ဘသူလာနေလို့ဘသူပြစ်တာလဲဆိုပြီးရောဘသူပြစ်တာလဲသိရအောင်လို့ထမင်းနေလမ်းမိစစ်တယ်တဲ့ဟောထမင်းနေလမ်းမိစစ်တဲ့ဟာမှာတော့ဟိုအကုန်လုံးရှိသမျှအမျိုးသမီးဝင်နေနေအကုန်လုံးထမင်းနေလမ်းမိစစ်တာမဟုတ်ဘူးစစ်တော့အဲ့ထဲမှာ မင်းကလေး၃ယောက်ပဲရာသီလာနေရတဲ့ရာသီလာနေရဲ့မင်းကလေး၃ယောက်ကိုနင်တို့ဝင်ခံစမ်းဝင်ခံစမ်းဝင်ခံစမ်းဆိုဝင်ခံခိုင်းနေတဲ့အချိန်မှာယုံဆင်းသွားတော့နောက်ရက်မှထက်စစ်မယ်ဆိုပြီးယုံဆင်းပေးလိုက်တယ်တဲ့ယုံဆင်းပေးလိုက်ပြီးတော့တကယ်တမ်းပြစ်တဲ့ညီမလေးကတော့အိတ်နေပြီးတော့အလုံးမလာတော့ဘူးကွာဒါပေမဲ့အလုံးမလာတော့ဘူးဆိုတဲ့အချိန်မှာသူကဒီကိစ္စကိုဒီတိုင်းလေးပဲပို့ဖို့ပါလေထားလိုက်တော့ဆိုပြီးတော့ပြီးသွားတာတဲ့ဒါပေမဲ့တကယ်တမ်းအလုံးလုံးနေတဲ့ကြံခဲ့တဲ့ညီမလေးတွေကထမင်းနေလှန်ပြီးအစ်စ်ခံထားတာဘလို့လို့အဆင်ပြေမှာလဲပြီးတော့ဒါဒါလုတ်ပိုင် သူတို့ဒီတိုင်းစစ်မေးလေကွာဒီလားဒီတိုင်းစစ်မေးလို့ရတဲ့အိန္ဒိယတခုထမိန်လန်ပြီးစစ်တယ်ဆိုအကြီးอ่ะဒါလုံးဝမအတိအပယ်မရှိอ่ะသူတို့ကဒါငါတို့ကအလုံရှင်ငါတို့စီကန်းကိုမလိုက်နိုင်တော့ငါတို့ကလုံးတင်းရင်လောက်ရမှာပဲဆိုရဲဟာကြီးอ่ะအဲ့ဒါအဲ့ဒါကိုပြောချင်တာဒီလားကျွန်တော်မြန်မာနိုင်ငံလေတချို့အိမ်ပေါ်လေးတွေရှိတယ်သူများအိမ်ကူလေးတွေပေါ့နော်အိမ်ပေါ်ဆိုတော့ရိုင်းရိုင်းကြာအိမ်ကူညီမလေးတွေဆိုရင်လစာလေးပြီးတော့တသိန်းလိုင်းပေါ်မှာကျွန်တော်တို့တွေ့ရလစာလေးပြီးတော့တသိန်းမသိရင်လစာကိုဆယ်သိန်းလောက်ပေးထားတယ်လို့မသိလား ကျွန်တော်တို့ခိုင်းတာတကယ့်ဥမာကျွန်ဆိုမှကျွန်စစ်စစ်ပုံစံမျိုးခိုင်းတာတိရဟိုလိုင်းမို့မှာမျိုးတွေတွေ့ကြမှာပါเนาะကောမလေးကအမှတ်မတင်ဒါသူ့ရည်စားလေးနဲ့တက်တွေ့ရအောင်ဒါဟိုဗျာပြောဆိုလိုက်တာမကြောက်စရာလန့်စရာဒီမသိရင်ဒီကောင်မလေးကိုသူတို့အပိုင်ဝယ်ထားသလိုပဲတိရပေးထားလဲလာစားတသိန်းတော့တိရလာစားတသိန်းဆိုတော့ဒီခေတ်မှာဘာမှလုပ်လို့မရတော့ ဒါဟိုဒီကလေးမလေးကသူတို့ရဲ့တက်တက်လုံးအပိုင်ဝင်ထားတဲ့ကျွန်တယောက်လို့သူတို့ဟိုနှိမ့်ချဆက်ဆန်တာအခုဆိုလည်းကြည့်ပေါ့နော်ထားလိုက်ဗျာပီးစာချီပြီးွားလိုက်တော့ကျွန်တော်ပြောတာဟာလားဒါအောင်ဗျာမင်းကလေးတွေအကုန်လုံးထမင်းလိုင်းစစ်တယ်ဆိုတော့ဒါကြီးကကျွန်တော်တို့ဂျိုင်းရမကြအောင်ပြောချင်တာနော်ပြောချင်တာတတော်လေးကိုဟိုတတော်လေးကိုပြင်းမှုဟိုမျိုးစုံကိုလှုပ်ထားလို့အတေးရခံကိုစစ်တယ်ဆိုလဲ ဟုတ်လားကျွန်တော်တို့ဒီကြားကောင်းသေးတယ်ပေါ့နော်အခုကဒီလိုကိစ္စလေးကကျွန်တော်ဒီလိုမျိုးတော်စစ်တယ်ဆိုတော့ဒီလူတွေကိုဒါဘာလို့တင်လဲဆိုတာတော့မျိုးတွေစဉ်းစားကြည့်ပေါ့နော်ဒီလူတွေကဘလောက်ထိကျွန်တော်မြန်မာနိုင်ငံမှာဒီလိုလူမျိုးတွေဘလောက်ထိပေါ်လဲဆိုတော့ပေါ်မလဲဆိုတော့နော်တော်တော်လေးမှာကျွန်တော်တို့ဟိုဘယ်လိုပြောမလဲပြောစရာစကားတော့မရှိတော့ဘူးနော်ဒီလိုအရာလေးဖြစ်သွားတော့မှဒီလိုမိန်းကလေးတွေဟုတ်ဗျာအဲ့ စစ်တယ်ဆိုတော့အားလုံးဘာအထိပ္ပယ်မရှိရဟာနော်တိပါအဲ့ဟာလေအရန်ကိုလူပါဝရလို့ခေါ်တယ်ရန်ကိုစိတ်ထဲအောက်တန်းကြရလို့ခေါ်တယ်ဆိုတော့အမကတော့အမကိုလာပြောထားညီမလေးစားတော့အမကဘာမှမလုပ်ပေးနိုင်ပြင်မဲ့အမဥရေကြီးကဘာညာလဲနားမလဲပြင်မဲ့အားလုံးတော်တော်များတော့ဒီကိစ္စကိုမခံမရနိုင်နေဖြစ်လို့ရှက်တယ်လဲရှက်လဲရှက်ကြမှာပေါ့ကွာတိလာထမင်းခန့်စစ်တယ်ဆိုတော့အဲ့တော့အမဘက်ကတော့အမကူညီပေးနိုင်တာအမဒီမှာအားလုံးသိအောင်ပြောပေးနိုင်တာပဲရှိတော့အမပြောပေးလိုက်တာပါဆိုတော့အရှမ်းရောကြာကောင်းတယ်များများသိအ เนาะကျွန်တော်တို့ဒီလိုလှန်ရင်းတော့တော့ဆက်တယ်ဆိုတော့မသိရင်ဒီလူတွေကိုเนาะသူတို့တက်တက်လုံးကျွန်ခိုင်းမှုတော့ငါပတ်ဆက်ရှိတာပဲငါတတိငါလှုပ်ချင်တာလှုပ်မယ်ဟမ်လားမလှုပ်ချင်ထွက်ဟာငါတို့မသိရင်ဒီလူတွေကိုเนาะအပိုင်ဝယ်လိုက်တော့သူတို့ရှိမှတက်တက်လုံးကျွန်လုံးလှုပ်ဆိုတဲ့ပုံစံစိုက်မျိုးနေလူတွေอ่ะเนาะကျွန်တော်တို့ပတ်ဆက်ရှိတဲ့လူတွေอ่ะတော်တော်များများကကျွန်တော်တို့ဒီစိတ်ဓာတ်တွေอ่ะအများဆုံးရှိကြတယ်ဗျเนาะသူများနိုင်ငံမှာလည်းဒီလိုပဲကျွန်တော်နိုင်ငံမှာလည်းဒီလိုပဲ ပတ်စံရှိတယ်လို့မတူသလိုမတန်သလိုလူတယောက်ညင်းညင်းဆက်ဆုံနဲ့တွားရင်အဲ့လူကတခိုးလားကြဘူးလားဆိုပြီးတော့သူတို့စိတ်ထဲမှာသူတို့မျက်လုံးထဲမှာသူတို့နော်မတင်ငါမျက်လုံးနေနဲ့ကြည့်ကြတယ်တိရအဲ့လိုလူမျိုးတွေကစိတ်ချနော်ရှိပါတယ်တရားမှာ၁၀ရောက်ဒါပေမဲ့အဝတ်စားကောင်းလားနော်ကျွန်တော်တို့အဝတ်စားကိုကြွကြုံမုံမုံတွေဝေပြီးတော့နော်ချွေတုငွေတုတွေနဲ့ကျွန်တော်တို့လိန်ငယ်လှိဖျားနေတဲ့သူတွေဟိုမှကျွန်တော်တို့ကပို့ကြောက်မှာတိရအဲ့လိုဝတ်စားကောင်းအဝတ်ကောင်းလားတွေဝေပြီးတော့နော်စကလုံးတွေကတော့တကယ်ဥမှာကျွန်တော်တို့ ဆွဆွတောက်နေတယ်ဟမ်နော်အဲ့လိုလူမျိုးတွေမှာကြောက်ရမှာသိလားအဲ့လိုလူမျိုးတွေဒီခက်မှာကျွန်တော်တို့လိန်ညညနေတာပေါ့နော်ကျွန်တော်တို့လို့ဟိုညစ်တီတီပေပေဆော့ဆုပ်နေရသိလားမရှိလို့သာနော်ဟိုဘယ်လိုပြောမဆုံးပြတထယ်ရှိရင်တထယ်လေးနဲ့နော်ကျွန်တော်တို့ပြောင်ရောင်ဝစ်မယ်ဆိုတော့နော်ဝစ်တာဒါပေမဲ့မပြောင်ရောင်တော့ဒါကကိုကိုဘဝနဲ့ကိုပဲဟုတ်တယ်မလားဒါပေမဲ့လူနာပြောသလိုပဲတသက်လုံးတော့သူများရှိမှာငါကျွန်းလုံးလှုပ်ပြီးတော့ ူများပေးတာယူပေးတာစားမယ်ဆိုတော့ဘဝမျိုးတွေတော့မထင်လိုက်ပါနဲ့ဗောနော်အဲအဲ့ဆိုတော့မှားသွားမယ်ဗောနော်ဟိုတော်တော်လေးမှမရိုင်းလုံးလဲဗျာနော်မိန်ကလေးနော်ဒါမိန်ကလေးတွေနော်ဟိုအဲ့ရ Facebook မှာအဲ့ post တင်ထားတဲ့ဟာကိုတော့ share လိုက်ကြပါဦးဆိုတော့ဒီ post